မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အပိန်နီနှမြုပ်ကိုပြန်လည်းများတော့မှာဖြစ်ပါတယ်ဒါကတော့အပိန်နီနံပါတ်၁ဒါကအပိန်နီနံပါတ်၂ဖြစ်ပါတယ်ပေါ့နော်โอเคအဲ့မှာဆိုရင်ကျွန်တော်9953ကနေ689တပင်ဒီခုနှစ်အပိတ်ကိုပေါ့နော်ဒီ995ဖြစ်ပါတယ်995မှာကျွန်တော်ဒီ9ကိုပေါ့နော်ဒီ9ကိုနေနေပေါင်းတာဖြစ်ပါတယ်9နဲ့နေပေါင်းရှင်းဒီ73ရတယ်ပေါ့နော်1 2 3 3ကိုနေပေါင်းရှင်းက60 အပိတ်ကခြားလုံးဖြစ်ပါတယ်ဗောနော်3936ဒါနည်းနံပါတ်1ဖြစ်ပါတယ်နောက်ထပ်နည်းနံပါတ်2ကကျွန်တော်ဒီနှစ်ဗောနော်အပိတ်နှစ်ဒီအပိတ်3နှစ်ထက်ကနှစ်ကုန်မူတည်ပြီးတော့ကျွန်တော်နှစ်3 5ကိုနှစ်ပေါင်းရှင်းခွန်8နှစ်3 5 8အပိတ်ဒီနှမျိုးဗောနော်နောက်ထပ်တစ်ပင်မှာ68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ68ခွန်ဆိုတော့ကျွန်တော်ဒီမှာ ခုနှစ်ဒီအပိတ်ဒီမှာလည်းခုနှစ်အပိတ်ပါနော်ရှောက်ရှိခွန်ဖြစ်ပါတယ်โอเคကျွန်တော်အဲ့ဒီနေ့အတိုင်းပဲပေါ့နော်နောက်ထပ်ဒီ3ကိုနေနေပေါင်းမှာဖြစ်ပါတယ်3ကနေပေါင်းရှင်5 9 6 9ကိုနေပေါင်းရှင်ဒီ9 13နောက်ထပ်နေ့တစ်မျိုးကကျွန်တော်ဒီ6ကိုမူတည်ပြီးတော့6 9 8 9 9ကိုနေနေပေါင်းရှင်ဒီ17 17ပေါ့နော်အဲ့ဒီမှာနေနေခွန်ဖြစ်ပါတယ်ခင်ဗျာ ရှောက်ရှက်ကွန်ပျူတာနောက်ထပ်တစ်ကြိမ်မှာနိနိခွန်ဆိုတဲ့အတွက်ဒီမှာခွန်အပိတ်ဒီမှာလည်းခုနှစ်အပိတ်ပေါ့နော်နိနိခွန်ဖြစ်ပါတယ်။โอเคတဖန်ကျွန်တော်ဒီနိနိခွန်ကို15လေးတီ3ဆိုတဲ့အတွက်ဒီတစ်ကိုနိနိပေါ့မှာဖြစ်ပါတယ်။တဲ့နဲ့နေပေါင်းရှင်းဒီ3 3လေး5ဆိုပြီးဖြစ်ပါတယ်5ကိုနေပေါင်းရှင်းဒီခွန်8 9 3လေး5ခွန်8 9အပိတ်ရဲ့နောက်ထပ်တစ်မျိုးကဒီရှင်း5ဆိုတဲ့အတွက်5ကိုမူတည်ပြီးတော့5 6ခွန်8 9 ရှစ်ကုန်နင်းနဲ့ပေါင်းရင်တစ်စိတ်ပေါ့နော်အဲ့ဒီမှာ388ဖြစ်ပါတယ်နင်းနေကွန်ပျူတာနောက်ထပ်တစ်ကြိမ်မှာ388ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာဆိုရင် share pay share pay 388ဖြစ်ပါတယ် okay နောက်ထပ်တစ်မျိုးမှာဒီရှင်းနှင်းရှောင်းဆိုတဲ့နှစ်ကုန်နင်းနဲ့ပေါင်းမှာပေါ့နော်နေနေနေပေါင်းရှင်းဒီလေ၄၅ရှောက်ကုန်နေပေါင်းရှင်းဒီ၈၉၃၀၄၅ရှောက်ရှိကုန်တို့များအပိနဲ့နောက်ထပ်တစ်ခုက၃၆ဆိုတဲ့အတွက်ဒီရှောက်ကုန်မူတည်ပြီးတော့ 6ခု89ဘောနော်ကိုနိပါရှင်ဒီစက်တိစက်နေဖြစ်ပါတယ်3တော်ညာကိုဖြစ်ပါတယ်ဘောနော်3ရှေ့ရှေ့ပြီးတော့နောက်ထပ်တစ်ချိန်မှာ3တော်ညာကိုဒါကြောင့်မဒီမှာကိုအပိတ်ကိုအပိတ်3တော်ညာကိုဖြစ်ပါတယ်โอเคကျွန်တော်ဒီ953တော်ညာကို6ခု1တော်ညာကိုဆိုရတဲ့ဒီတော်ညာကိုနင်းနဲ့ထပ်ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မို့နေရမြန်ပါနော်2 3 4လေးကိုနေနဲ့ပေါင်းရှင်းက6 9ဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်မှာရှစ်ခွန်ဆွေတက်ဒီခုနှစ်ကိုကျွန်တော်ခွန်ရှစ်ကိုတုံများတုံများကိုနှစ်ပေါင်းရှင်းဒီနှစ်တုံအဲ့နှစ်3 4 6ခွန်ရှစ်ခွန်ရှစ်ကိုတုံများနှစ်3အပိတ်ပေါ့နော်အဲ့မှာ3 5နှစ်ဖြစ်ပါတယ်3တုံများကိုပြီးတော့နောက်ထပ်တစ်ကြိမ်မှာ3 5နှစ်ဆွေအတွက်ဒီမှာနှစ်အပိတ်နှစ်အပိတ်ပေါ့နော်ဘုံသူရှင်တော့နှစ်3 4 နှစ်3ပုံတူတယ်ပေါ့နော်6 8မှာ8နှစ်3 8ပုံတူတဲ့ကနေအပိတ်3 9နှစ်ရှိပြီဖြစ်ပါတယ်တပန်းကျင်တော့3 4ကိုလေးကိုနေနဲ့ပေါအောင်မှာဖြစ်ပါတယ်လေးနဲ့နှစ်ပေါင်းရှင်း6 6 8 8ကိုနှစ်ပေါင်းရင်30တဲ့နှစ်6 8တုံညတနှစ်အပိတ်နံပါတ်1ရဲ့နောက်ထပ်တစ်ခုတုံညဒီတုံညကိုမူတည်ပြီးတော့တုံညတနှစ်3ပေါ့နော်3ကိုနေနဲ့ပေါင်းရှင်း3 6 ၆ခွန်ရှိတုံများတင်းနေဆိုတော့တုံများတင်းနေလျှောက်ပုံတူအပိတ်လေးလုံးထဲက၃၉နှစ်ဖြစ်ပါတယ်ပေါ့နော်၃၉နှစ်ဆိုတဲ့အတွက်ဒီမှာနှစ်အပိတ်ဒီမှာလည်းနှစ်အပိတ်ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာလည်းဒီလေးကိုနှစ်နဲ့ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်လေးနဲ့နှစ်ပေါင်းရှင်း၆၆ခွန်ရှိ၈ခွန်နှစ်ပေါင်းတော့၁၀တင်းနေ၆ခွန်ရှိတုံများတင်းနေအပိတ်ရဲ့ဒီ၆ကိုမူတည်ပြီးတော့၆ခွန်ရှိ၉ခုနှစ်ပေါင်းတာ၁၁ဆနစ် ရှောက်ခွန်ရှိတုံများတင်းနေရရှောက်ခွန်ရှိကိုတင်းနေရမှာတင်းရှောက်ခွန်ရှိတင်းနေပုံသူအပိတ်ငါးလုံးရာထေပေါ့နော်နောက်ထပ်တစ်ချိန်မှာနေ့လေးရှောက်ဖြစ်ပါတယ်၃ခုနေပြီးတော့နေ့လေးရှောက်ဆိုတဲ့အတွက်ဒီမှာ၆အပိတ်ဖြစ်ပါတယ်ပေါ့နော်တပန်းကျွန်တော်ဒီကိုလေးကိုနေလေးရှောက်ကိုတင်းရှောက်ရှိတုံများဆိုတဲ့ဒီရှိကိုနေနဲ့ပေါင်းရတာဖြစ်ပါတယ်ရှင်းနေနေပေါင်းတော့ပေါင်းရှင်းတစ်စိတုံများတင်းနေနေ့ကိုနေနဲ့ပေါင်းရှင်းဒီလေး၅၆ နောက်ထပ်တပင်ကဒီကိုကိုတင်မှာတစ်ကုန်မူတည်ပြီးတော့တင်းနေ၃၄၄ကိုနေပေါင်းရှင်းဒီ6ခုဖြစ်ပါတယ်၃နှစ်၄ပေါ့နော်နေလေးရှားပြီးတော့နောက်ထပ်တစ်ချိန်မှာ၃နှစ်၄ဆိုတဲ့အတွက်၄အပိတ်ဖြစ်ပါတယ်နေလေး၅၃နေလေး၄၆၉၉၅ဆိုတဲ့ဒီ၉ကိုနင်းနေပေါ့မှာဖြစ်ပါတယ်ဗောနော် ကိုအပေါင်းနှစ်ကိုနဲ့နှစ်ပေါင်းတော့၁၁ရာတဲ့အတွက်၁နှစ်သုံးသုံးကိုနှစ်ပေါင်းရှင်းတဲ့၅၆ခု၁နှစ်သုံး၅၆ခုအပိနဲ့နောက်ထပ်ဒီနှစ်၆ထက်က၆ကိုမူတည်ပြီးတော့6ခု6ကိုကိုနှစ်ပေါင်းရှင်းဒီ7 7နှစ်ဖြစ်ပါတယ်8 9နှစ်ဖြစ်ပါတယ်ဗောနော3နှစ်လေးပြီးတော့နောက်ထပ်တစ်ချိန်မှာ8 9နှစ်ဒါကြောင့်မို့ဒီမှာနှစ်အပိတ်ဖြစ်ပါတယ် တဖန်ရှင်ကနှစ်ကဒီနှစ်ကိုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော်နှစ်နဲ့နှစ်ပေါင်းရှင်းတည်တယ်၄၅၆၆ကိုနှစ်ပေါင်းရှင်းတည်ရှေ့၉၃ညနောက်ထပ်တစ်ခုကဒီ၃ညကိုမူတည်ပြီးတော့၃ည၃နှစ်၃၃ကိုနှစ်ပေါင်းရှင်းတည်၅၆ Okay အဲ့ဒီမှာ၈၆၅ဆိုပြီးဖြစ်ပါတယ်ပေါ့နော်၈၅နေပြီးတော့၈၆၅ဆိုတဲ့အတွက်၅အပိ၅အပိ၈၆၅ဖြစ်ပါတယ် โอเคနောက်ထပ်တစ်မျိုးဒီ၃ညကိုနင်းနေထပ်ပေါင်းအောင်ဖြစ်တယ်ဗောနော်၃ညကိုနင်းနေပေါင်းရှင်းဒီနေရာတွေအတွက်နေ၃၄၄ကိုနေပေါင်းရှင်းဒီ6 9 7နောက်ထပ်တစ်မျိုးကဒီ၃၃ကိုမူတည်ပြီးတော့၃၄၅၅ကို၅ကိုတီတူ6 6ကိုနေပေါင်းရှင်း9โอเค၃၅6ဗောနော်၃၅6ဒါကြောင့်မို့ဒီမှာ6အပိတ်ဖြစ်ပါတယ် တပန်းကျွန်တော်တီ35လျှောက်တပင်ကနေ64လျှောက်တပင်ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်တီ3ကိုနင်းနဲ့ပေါင်းတာဆိုရင်ပေါင်းရှင်း5 68 8ပေါ့နော်8ကိုနင်းနဲ့ပေါင်းရင်30 sorry 5 68 8ကိုနင်းပေါင်းရှင်းဒီ9 31နောက်ထပ်တစ်ခုကဒီတစ်တစ်ကောင်မူတည်ပြီးတော့တင်းနေတော့လေးလေးကိုညပေါင်းရှင်းဒီ6ခုအဲ့ဒီမှာ6လေး6ဖြစ်ပါတယ် ဒါကြောင့်မို့ဒီမှာဆိုရင်6အပိ6ပိ6လေးလျှောက်ဖြစ်ပါတယ်ခင်ဗျာတပန်းခွန်လေးတုံများဆိုတဲ့ဒီလေးကိုနင်းနေပေါင်းရှင်းဒီ6ရာတဲ့အတွက်6 9 8ကိုနင်းပေါင်းရင်30တင်းနစ်အသက်တမျိုးကဒီ8ကိုမူတည်ပြီးတော့ကျွန်တော်တို့8 9တုံများတိတိကိုနင်းပေါင်းတော့၄အဲ့ဒီမှာ6 9 8ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာဆိုရင်8အပိ8အပိ6 9 8ဖြစ်ပါတယ် โอเคကျွန်တော်ဒီ19ချိန်မှာကြတော့ဒီ၄ကိုနင်းနေပေါ့မှာဗောနော်၄ကိုနင်းပေါင်းရှင်းဒီ6ရာတဲ့အတွက်6 9 8 8ရကိုနင်းပေါင်းရင်30 10နဲ့ဆက်ပြီးဖြစ်ပါတယ်တဖန်ဒီ9 9ဆိုတဲ့အတွက်9ကိုမူတည်ပြီးတော့9 8 9 3 9ညကိုနင်းပေါင်းရှင်းဒီ2 3 6893ညာ23အပိနိနှမျိုးဖြစ်ပါတယ်ဗောနောပုံတူကကျွန်တော် ဒီမှာ6 6ကမပါဘူးပေါ့နော်ခွန်ပါတယ်7ပါတယ်ပေါ့နော်ပြီးရင်9ကမပါဘူး3ညပါတယ်ပေါ့နော်နိ6 sorry ခွန်7 3ညနိအပိလေးလုံးပုံသူဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆဲပြီးတော့2မျိုးစလုံး okay မယ်ဆိုရင်ခွန်7 3ညနိထက်ကအပိတလုံးဖြစ်ပါတယ်ခင်ဗျာဒါတင်ချာနိအရာပေါ့နော်တင်ချာနည်းရကျွန်တော်မဆင်များလေ့လာလို့ရအောင်ပြန်နေမြောက်ရှင်းတာဖြစ်ပါတယ်ခင်ဗျာ အဲ့ဆိုရင်ဒီမှာနင်းနေခွန်ဖြစ်ပါလေပေါ့နော်โอเค68ခွန်နင်းနေခွန်388 339 39 39နဲ့36 3နဲ့85နဲ့86 9 36 66 6 9ခွန်8ဒီတစ်ပတ်မှာခွန်8တောင်ညာနဲ့အပိတ်ပုံတူ၄လုံးဖြစ်ပါလေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ